ဲ့ဗျာတပည့်တော်မှာတစ်ခုလောက်ရှောက်ထားခြင်းပါလေဗျာတပည့်တော်တို့ဒီနိုင်ငံမှာသီလရှင်ဝတ်တာတပည့်တော်ရဲ့မိဘနှစ်ပါးခွေးခွေးချဲတဲ့ဝတ်တာဖြစ်တဲ့ကြောင့်တပည့်တော်မိဘနှစ်ပါးပူဇော်ရပါသလားဗျာနောက်ပြီးတစ်ခုကကြတော့တပည့်တော်မာရဲ့မိဘနှစ်ပါးကိုတပည့်တော်မာသူဝေရှားကြောတဲ့ခါကြလို့ရှင်ဝမ်းမနေပါဘူးဗျာတပည့်တော်မာရဲ့အကိုကိုတပည့်တော်မာကဝေရှားကြောရင်ရန်ဝိုင်းနေပါတယ်ဗျာ အဲ့ဒါဘာဖြစ်လို့လဲဆိုတာကိုဖြေရှားပေးပါဗျာတပည့်တော်မရဲ့ကိုဆိုတပည့်တော်မအတွက်နှစ်နှစ်ပဲကြီးပါတယ်တငယ်ချင်းပေါင်းပေါင်းတာဖြစ်ပါတယ်ဗျာအပြစ်တရားတော့မရှိပေမဲ့ဘာဖြစ်လို့ဝန်နေတာလဲဆိုတာကိုဖြေရှားပေးပါဗျာ ဝင်ချရဲဆိုတာဘယ်လိုမျိုးပြောချင်တာလဲကရော့တာပါဗျာလက်အုပ်မူပြီးကရော့တာပါဗျာအော်မိဘကိုကရော့တယ်အကိုလည်းကရော့တယ်ကရော့ပါလေဗျာအဲ့တော့ကရော့တဲ့အခါမှာအကိုကရော့တဲ့အခါမှာဝန်းနေပါလေဗျာဝန်းနေပြီးမျက်ရည်ကျပါလေဗျာဒီပြီးတော့မရဲ့ဒီနေ့မေကိုဒီပြီးတော့မလက်အုပ်မူပြီးကရော့လို့ရှိရင်ဝန်းမနေပါဘူးဗျာ လိုချိန်မျိုးမှာကြတော့တာလဲအဲဘယ်ချိန်ဘယ်ပြည့်ပြည့်ပေါ့နော်တပီတော့အခုနိုင်ငံခြားထွက်လာတဲ့ခါကျတော့လေအခုယူသွားပြီးတော့ကြတော့ဖြစ်ပါလေဗျာအခုဒီဟိုခါကြီးရဲ့ကြီးလေးချိန်မှာဆိုလို့ရှိရင်လေကြုံလို့ရှိရင်တကတော့ဖို့အတွက်ကိုအဲ့ဒီဝမ်းလဲလို့တော့မကြတော့ဖြစ်ပါဘူးဗျာ သူရောကိုရောဖြစ်တာမျိုးလားသူကတော့မသိဘူးတပည့်တော်ကတော့အဲ့ဒီလိုပဲဝမ်းနေတာသူကတော့ပါပြောပြုံးပြုံးပဲသူကဘာလုပ်လို့ဘာလုပ်မဟုတ်ဘူးပေးတာပေါ့အနိုင်ကြားထွက်တော့မဆိုမဟုတ်ဘူးပေးတာပေါ့အာသူနဲ့တပည့်တော်နဲ့အကြောင်းအသက်ကနှစ်နှစ်ပဲကွာအဲ့ဒီလိုမျိုးခံစားချက်ကတပည့်တော်ကပေါ်ပေါ်လာတာ ဒါတပီတော့သိချင်တာကတပီတော့ကသူ့အပေါ်မှာအပြစ်တွေများလောက်ခဲလို့ဝန်းနေတာလားဒါမှမဟုတ်ဟိုဘွားကအပြစ်တွေများကြီးလောက်ခဲလို့ပဲဝန်းနေတာလားအဲ့ဒါကိုတပီတော့ကသိချင်တာပေါ့ဒီဘွားမှာကတော့တပီတော့ကမောက်ပါပဲရှင်ကတော့တခါမှမဖြစ်ဘူးပါ အဲ့လိုမျိုးအကြောင်းအရာတွေကတော့ဒီနားလည်ရခက်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့အရာတွေကတော့ဒီတရားဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့ဗောလေအခုလိုတရားထုတ်တယ်ဆိုလဲဘုရားတရားတန်ခါနဲ့ပတ်သက်တယ်ဗောဒီဘုန်းကြီးဒီလားရှင်ဝတ်တယ်ဆိုလဲအဲ့လိုမျိုးပတ်သက်တယ်ဗောနော်အဲ့လိုပတ်သက်တယ်ဆိုရင်တော့အဲ့လိုမျိုးနားလည်ရခက်တဲ့အကြောင်းအရာတွေဗော ဘာမှမသိတာတွေပေါ့နော်အဲ့လိုမျိုးတွေကတော့ပို့ပြီးတော့ဂျုံရတယ်အဲ့အရာတွေကိုလည်းဒီတရားနှလုံးသွင်းမှများရင်ကုလိုကောင်းမှုတွေလောက်ပါများရင်တော့ကိုယ့်အကိုသဘောပေါက်လာတယ်ပေါ့ဟိုသဘောပေါက်တယ်ဆိုတာထင်တာနဲ့မတူဘူးနော်ထင်တယ်ဆိုတာကတော့ဟိုတေချာသိတာမဟုတ်တရားအားကိုးပြီးတော့ကုလိုကောင်းမှုတွေပြုလုပ်ပြီးတော့ဖြည့်ရှင်းနေဆိုရင်တော့ ိုနားလေနားလေတဘောပေါက်လာအကြောင်းကျိုးတွေကိုနားလေလာတာပေါ့နော်ဒီတရားအားကောင်းဖို့လိုတာပေါ့လောဘဒေါသမောဟနည်းဖို့လိုတာပေါ့ကုသိုလ်ကောင်းမှုအားကြီးဖို့လိုတာပေါ့အဲ့ဒါဆိုရင်တော့အဲဒီလိုဖြစ်တယ်ဆိုတာလဲဒါကိုကလည်းသူနဲ့ပတ်သက်ခဲ့တဲ့အကြောင်းပေါ့နော်ဒီဘွားမှာမဟုတ်ပြင်မဲ့အသိဘွားတွေမှာအဲသူနဲ့ပတ်သက်ပြီးတော့အပြစ်တွေလုပ်ခဲ့တာတွေအဲအဲ့လိုလုပ်ခဲ့တဲ့အတွက်အဲအတိတ်က မတောင်းပန်ခဲ့ဘူးဆိုရင်တော့မှဒီဘွားမှာတောင်းပန်ခဲ့တဲ့အခါမှာစိတ်ထဲမှာအဲဒီဝမ်းတာလို့ပဲဖြစ်ပါတော့မနေ့ကတော့မလွယ်ဘူးလေမှားသွားရင်တော့မှကွာအဲဒီကိုကိုလုတ်ခဲ့တဲ့ကိုရဲ့အကျွေးကိုပြန်ဆက်ဖို့မလွယ်ဘူးပေါ့အကိုကိုကူညီထားလို့ပြန်ပြီးတော့ကူညီနိုင်တယ်ကို့ဘော်မှာဂျေဇူးရှိလို့ဂျေဇူးပြန်ဆက်နိုင်တယ်ဆိုတော့မလွယ်ဘူး အဲကို့မှာအပြစ်ရှိရဆိုရင်တော့မတောင်းပန်မှုဝင်လေးကြတာများတယ်လေတောင်းတောင်းမလုံနိုင်ဘူးပေါ့အဲအဲ့လိုမျိုးအကြောင်းကြောင့်တစ်ဖက်သားလှုပ်စီနေတာတော့မမလုံဘူးဆရာတော်ဆိုရင်လူပေါင်းစုံနဲ့ဂျေတာမှာပတ်သက်တဲ့အခါကျတော့အဲ့လိုမျိုးပေါ့ပြန်ပြီးတောင်းပန်ခိုင်းတော့မအာငါမှာအပြစ်မရှိဘူးတောင်းမတောင်းပန်နိုင်အဲ့ဒါမျိုးတွေကအများကြီးပဲဟိုကို့အောင်ကိုကျတော့ကို့လောဘဒေါရမောင်းနေကျတော့ကိုမမြင်ဘူးပေါ့နော်ကို့အပြစ်ကိုကိုမမြင်ဘူးပေါ့အဲအဲ့ဒါမျိုးမနေနားလေအောင်ရှင်းပြမှာ လက်ခံသွားနိုင်တော့မှအဲအဲ့ဒါမျိုးဆိုရင်အဲ့လိုမျိုးတောင်းပန်ရင်လည်းအဲ့ဒါမျိုးကြတော့ဟိုဝမ်းသာစရာကောင်းတာပေါ့နော်ဟိုလှုပ်အမားကိုပြင်သွားနိုင်တာပေါ့ကိုယ့်အကူဆိုမလှုပ်နိုင်တဲ့အလုပ်ကိုဒါစုပေါင်းပြီးတော့ရှင်းပြရဲအခုလိုပေါ့ဟိုဆရာလေးတွေပဲဖြစ်ဖြစ်ယောဂီတွေပဲဖြစ်ဖြစ်အဲဝိုင်းပြီးတော့မှရှင်းပြကြရဲဆိုရင်အဲနားလေတဘောပေါက်ပြီးတော့မှဒါမိဘနဲ့တာမီပတ်သက်တဲ့ပြဿနာဆိုလဲဒါတာမီက ပြန်ပြီးတော့တောင်းပန်မယ်မိဘကလည်းခွင့်လွှတ်မယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဖြစ်သွားပြီဆိုရင်အဲအဲ့ဒီအမားပြင်နိုင်တဲ့အတွက်ပေါ့နော်အဲခဲရင်နဲ့ကို့အတွက်ပေါ့ကာကံရှင်အတွက်ပေါ့လုံနိုင်ခဲတဲ့အလုပ်ကိုလုံသွားနိုင်တဲ့အတွက်စိတ်ထဲမှာအဲ့လိုဒီဝန်တာလို့အဲဒါမှမဟုတ်ဝန်နေလို့ပေါ့မျက်ရည်ကျတယ်ဆိုတာမျိုးဖြစ်တာပေါ့ဆရာလေးရဲ့မိဘနေရာတော့ဒီလိုမျိုးဟိုထုံ